ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမယူရဘင်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ဘောရူးနဲ့ရောင်သားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာအောင်စီမှဩကြားထားသောဘောရူးနဲ့ရောင်သားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှ20ရက်နေ့ထိဆယ်စားကျန်းပြူဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြပေးထားပါရစေ။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သာဆိုသလိုစကားလေးနေပြီးကိုတောင်းဆိုပါရစေ။အစ်စ်တင်နိုင်တီအောင်လဲ ီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် ဘရူးနှင့်ရာဟုသားသမီးများအတွေ့ဆယ်ရက်စာဟော့စတန်အလော့အကိုင်းအပြိုင်ဆိုင်တွင်ကြားကလုပ်ငန်းများတိုးတက်အောင်မြင်မယ်။ဂျန်နောက်ဆက်တွဲရှိနေတတ်တယ်။အလော့တွေကိုစီစနစ်ကျနာစွာလှုပ်ဆောင်နိုင်မှပြိုင်ပွဲများကိုအသာရမှာဖြစ်တယ်။အလော့မှန်သမျှဂုံရှိစွာ ဆိုသလိုမြည်သည့်အလော့ပင်ဖြစ်စေစူးစမ်းလှုပ်ဆောင်၍အောင်မြင်တိုးတက်မယ်။အလော့ပြောင်းနေရာပြောင်းရတတ်ပါတယ်။ဝန်ထမ်းများယာရုနေရာကောင်းတွင်ရမယ်။အလော့ရှားသူများအလော့ရမယ်။ငွေကြေးကိစ္စလုပ်ငန်းများအရေးကြီးစာရွက်စာတမ်းများလက်မှတ်ရေးထိုးရလျင်စီစစ်လှုပ်ဆောင် င်မှာအယောင်ဝင်လုပ်ငန်းများကုန်သွယ်ရေးလုပ်ငန်းများတိုက်တာဝန်ဆောင်လို့ရေးလူသုံးကုန်အလကုန်စေဝါနဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများခရီးသွားပို့ဆောင်ဆက်သွယ်ရေးနိုင်ငံခြားခရီးများအထွေထွေလုပ်ငန်းများအဆင်ပြေချောမွေနေပါလိမ့်မယ်အရာရာကုန်ပြတ်သားစွာတက်ကြွသောစိတ်ဓာတ်ဖြင့်လှုပ်ဆောင်မှာတဘာသူရဲ့ခန်းစားချက်များကိုလည်းအာယုံမှအလေးထားပါပန်းနိုင်သူရောက်ရှိရင်ဥတီလှုပ်ဆောင်မှုများကိုဆုံးဖြတ်ချက်ချပြီးပြီးဆုံးအောင်လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်တိုးတက်မှုများရရှိမယ်မိသားစုရေးမိသားစုအတွင်းမှာအဆင်ပြေတိုးတက်ခြင်းတွေ ွေကြောင့်စိတ်ချမ်းသာရမယ်တရင်ကောင်းတွေကြောင့်ရမယ်အခွင့်အရေးကောင်းတွေကိုအသုံးချပြီးမိသားစုအတွက်လုပ်ငန်းသစ်တွေစတင်လုပ်ကိုင်ရမယ်လူမှုရေးမိတ်ဆွေအပေါင်းအသင်းတွေကြောင့်နာမည်သိခါကြစရာတွေဖြစ်တတ်တယ်လိမ့်လည်တာခံရတတ်တယ်စူပေါင်းအလုပ်တွေမှာသတိထားလုပ်ကိုင်မှာပျက်စီးဆုံးရှုံးတာရှိတတ်ပါတယ်အပေါင်းအသင်းကိုယုံစားမိ၍စိတ်တော့ကရော့တတ်တယ်ငွေကြေးစည်းပါငွေဝင်ကောင်းနေမယ်အယောင်းဝယ်လုပ်ငန်းများမှာငွေကြေးအမျက်ဆွင့်များရမယ်ကျွေးအောင်များပြန်ရမယ်ဆုံးပြီလို့ထင်ထားတဲ့လုပ်ငန်းတွေကလည်းငွေကြေးများပြန်လည်ရရှိမ ယ်။ခီးသွန်းလုပ်ငန်းတွေကနေငွေဝင်မယ်။နိုင်ငံခြားမှငွေများဝင်လာမယ်။ငွေကြေးကိစ္စတွေပြောဆိုအောင်မြင်မယ်။ပညာရေး၊စာပေဘာသာရပ်များကိုစူးစမ်းလေ့လာသင်ယူနေရမယ်။ဉာဏ်ပညာထုတ်ကျွင်တက်မြှင့်မှုတွေကြောင့်ဆောင်းမပွဲများမှာအောင်မြင်မှုရမယ်။တင်းနှံတက်ရောက်ရန်ခီးသွားရမယ်။ပြည်ပတွင်ပညာသင်ကြားရန်တွားရောက်ရမယ်။အခြေရေးအိမ်တော်ရေးအခြေရေးတွင်အဆင်ပြေနေမယ်။ချစ်သူမရှိသေးသူများစန့်ကျင်ဘက်လိန်များရဲ့ခြေရေးဆုံမှုများခံရမယ်။မိမိစိတ်ဝင်စားသူများနဲ့အဆင်ချော့နေလိမ့်မယ်။ဇွဲရှိစွာစူးစမ်းမှုကြောင့် လိုချင်တဲ့အဖြေကိုရရှိမယ်ချစ်သူဆောင်လွှဲများရွှေလန်းငွေလန်းဖောက်ပြီးမင်္ဂလာကိစ္စများစီစဉ်နေရမယ်အိမ်အောင်ရှင်များအိမ်အောင်ရေးသားရပြီးလုပ်ငန်းတင်များဆက်တင်ဖို့စီမံကိန်းများချမှတ်နေမယ်ကျမ်းမာရေးကျမ်းမာရေးညံတပါတယ်ညာရဲ့တဲ့များလက်မခံပါနဲ့စေကူတမီလူနာများအိမ်မှာလာရောက်တဲခိုတတ်ပါတယ်အမြင့်မှပြုတ်ကြတတ်ပါတယ်ဒုဒ္ဒအချွန်တက်များထုံးမိရှာမိတတ်တယ်အစိတ်ရှိတဲ့အကောင်းများအကိုက်ခံရတတ်ပါတယ်တတိထပါအကျိုးပေးသောအရာနက်ပြားရောင်ခရမ်းရင်ရောင်ညုံမိုင်းမိုင်းအရောင်တို့ဖြစ်ပါ ါတယ်အချို့ပြီးသောနံပါတ်များမှာ41ခန်းများဖြစ်ပါတယ်ရရရခရမှာတကွန်လုံးကတ်လိုပါဘုရုနဲ့ရာဟုသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေဘုရုနဲ့ရာဟုသားသမီးများအတွက်တိုက်ဆိုင်မင်္ဂမကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မေဆွေတို့ရဲ့ခက်ခဲတွေကိုဆရာအောင်စီနဲ့ဗီရင်မင်းများဆွေးနွေးတယ်လို့တဲ့အခါ3ညကို9 8 9 6 9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  ကျေးဇူးတင်ပါတယ်မြမယိုရာဗီရင် channel မှာနာမည်ကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချင်းချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဗီရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်